မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဒီနေ့23ရက်5လ2025တောက်ကြနေဖြစ်ပါတယ်ဗျာ23ရက်5လ2025တောက်ကြနေရဲ့တပတ်တာကွန်မတီပြန်ကြတဲ့အစီအစဉ်များဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်23ရက်5လ2025 တောက်ကြနေရဲ့ကောမပြန်ကြချင်းအစီအစဉ်များကိုတင်ပြသွားမှာဖြစ်ပါလေဗျာဒီဘက်ရှင်းမှုရတဲ့ပတ်သက်တဲ့အခြေအလေးတင်ပြပေးပါအောင်တင်ပြပေးပါအောင်ဆိုတဲ့တောင်းဆိုကြတဲ့ပုံကူများအတွက်ကတော့အခြေအနေပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်လူယောက်ျားများပေါ့ဗျာလူယောက်ျားများလူမျိုးများအိမ်တော်ပြုခြင်းနဲ့ပုံကူများအားလုံးတို့ဒီဟာယောက်ျားလေးတွေပြောမိကလေးတွေမဟုတ်ဘူးယောက်ျားလေးတွေကအိုးလေးတစ်လုံးကိုအိမ်မှာအဒကြံအတာအိုးလေးတစ်လုံးတော့ဝဲဒါမှမဟုတ်အိမ်မှာကြည့်တဲ့ဒကြံအတာအိုးလေးတစ်လုံးကို တခုလေးနဲ့ထက်ထက်ပြီးချိတ်ပြီးလွှဲအိုးလေးကိုလှုပ်လှုပ်ပြီးမှလွှဲတယ်အိုးလေးကိုလှုပ်ပြီးမှအိုးလေးလှုပ်ပါဟဲ့အိုးလေးလှုပ်ပါဟဲ့ဆိုပြီးတော့မကြပြီးတွင်းမှာခမရအိုးလေးနဲ့လှုပ်ရမယ်လူတယောက်အများဆုံးပေါပေါလာမှာဖြစ်ပါတယ်ဒါကြောင့်အဲလူပြိုကြီးများအိမ်တော်ပြုတွေတဲ့အမျိုးသားများတလုံးဒီခမရအိုးလေးတလုံးကိုခမရအိုးလေးကိုဘာမှမထည့်နဲ့ဘာမှမထည့်ပဲနဲ့ခမရကြိုးကြိုးကလေးနဲ့ထည့်ဒါမှမဟုတ်အိတ်ကလေးနဲ့ထည့်အဲကြိုးလေးနဲ့တန်းလန်းဆွဲ ဲ့အိုးလေးကိုလှုပ်လှုပ်ပြီးမှဆူတောင်းမယ်ဆိုရင်မကြမီချင်းတော်နဲ့မှာခမရခမရရဲ့ချစ်သူကြီးသားများအမြန်ဆုံးရလာမှာဖြစ်ပါတယ်။အိုးလေးလှုပ်မယ်လူပေါ်လာပါလိမ့်မယ်ဗျာ။ဒါကြောင့်အိုးလေးလှုပ်ခြင်းမြေအတင်းတို့မှာပိတ်ထားတဲ့အမျိုးသားများချစ်မှုရေးရာတွေနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေမီဖြစ်ပါကြောင်းပြန်ကြပေးလိုက်ပါတယ်ဗျာ။အဲချင်းမူရရနေပတ်တဲ့အမျိုးသမီးများဓာတ်ရှင်ပဲဆိုရင်ငှချံဝင်ငှနွားပဲကွာငှချံဝင်ငှနွားပဲဆိုတဲ့အတွက်ခမရနွားတကောင်ရဲ့ပုံကို ခရမိမိနေတိုင်းနဲ့အခန်းထဲမှာထားပြီးမှဆူတာအသေးနွားလေးရဲ့ငါချောင်ဝင်ငါနွားပဲငါနွားလေးကဘယ်လိုနွားမျိုးလေးဖြစ်ရမလဲအလုတ်ကိန်ကောင်းကောင်းလေးဟာအဲရမတောက်တဲ့လူအသက်လေးမတောက်တဲ့လူကိုမသားတဲ့လူမရှုပ်တဲ့လူမပွေတဲ့လူအာပထမ်းအမဲ့လူအဲရမတောက်တဲ့လူခမအဲကြောင့်ငါချောင်ဝင်ငါနွားလေးကဒီလိုနွားလေးဖြစ်ရမယ်ဆိုတာနွားယူကလေးတွေကိုတိုင်းပြီးမှခမတေချာမိမိကဆူတောင်းသားမှာဗျာခမနဲ့ပတ်သက်ချင်းမှုရေးရနဲ့ပတ်သက်မှာခမလိုချင်တက်မဲ့တဲ့ ခမရနိုင်တဲ့ကိုချံကိုဝင်လာမယ်နွားတကောင်တော့ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ဒါကြောင့်ကိုချံဝင်ကိုနွားဆိုတဲ့တက်ကိုဆင်းနေတာဖြစ်ပါတယ်။ဒါကြောင့်နွားရောက်ကလေးကိုအဲခမရအဲမိမိခန်းထဲမှာစောင်းစောင်းပြီးမှလိုအပ်တဲ့ကိစ္စတွေကိုအဲအိမ်အောင်ပြုလို့တဲ့အမျိုးသမီးများနော်အဲချစ်သူကြီးသားလိုတဲ့အမျိုးသမီးများအဲ့နွားရုပ်ကလေးကိုကြည်ကြည်ပြီးမှကင်တွေပုတ်တက်ပြီးမှသူတောင်းကြီးအပြင်တင်းတို့ရဲ့လူဆန္ဒများအများဆုံးပြေဝသွားမှာဖြစ်ပါတယ်။အမျိုးသားကတော့အိုးလေးကိုလှုပ်လှုပ်ပြီးမှသူတောင်းရင်တော့အစင်းနေပြေသလို့ အမျိုးသမီးများအတွက်ကတော့နွားရုပ်ကလေးကိုစောင်းပြီးမှကိုလိုအပ်တဲ့စူးလေးတွေတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆိုနေတဲ့ချစ်မှုရေးရာများအန္တရာယ်သုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာတရားနဲ့တရားအဆင်မပြေဘူးအဆင်မပြေရတဲ့ပုံကိုယ်တွေအဆင်ပြေအောင်မိမိတို့နေထိုင်တဲ့အိမ်မှာ ဖားရုပ်ကလေးတွေကိုစောင်းထားလိုက်ပါဗျာကိုပြောတဲ့စကားတွေ तू ကဖားပြီးတော့အဆင်ပြေမယ်အဲသူပြောတဲ့စကားတွေကိုကဖားပြီးအဆင်ပြေမယ်တယောက်နဲ့တယောက်တစ်စုံတစ်ယောက်တော့ပြဿနာမရှိဘဲနဲ့အဆင်ပြေမှာဖြစ်ပါတယ် ဒါကြောင့်ဖားယုတ်ကလေးတွေစောင်းမယ်ဆိုရင်တော်တော်များများအဆင်ပြေသွားမှာဖြစ်ပါတယ်။အာခတန်နဲ့အတန်ကင်းတမန်ကင်းဓမ္မမုံမိသားစုအာရုံရောက်ကရောက်အာနောက်အစုပြုံးအိမ်ဒီမှာပြဿနာတက်ပြဿနာဖြစ်တဲ့နေနေရာတွေမှာဖားယုတ်ကလေးတွေစောင်းပြီးသွားလာလို့ရမယ်။ဖားယုတ်ကလေးတွေစောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆိုနေတဲ့ကိစ္စများအမှုကင်းပြဿနာများဝေးကွာပြီးတော့တယောက်နဲ့တယောက်ပြီးပြီးလေးလေးဖြစ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့နိုင်ငံတော်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေတိုင်းပြည်မှာမငြိမ်မသက်ဘူးဖြစ်နေတဲ့အခါမှာတက်တဲ့ဟာပုံကူတွေရေးကြီးတဲ့ပုံကူတွေသွားရောက်တဲ့နေရာမှာဖားယုတ်ကလေးတွေစောင့်ထားမယ်ဆိုရင်သူပြောတဲ့စကားကိုပြောတဲ့စကားတွေအစဉ်ပြေပြီးအမြန်ဆုံးအစဉ်ပြေသွားမှာဖြစ်ပါတယ်။ဒါကြောင့်ပြဿနာတွေကြောက်ပြီးအစဉ်ပြေခြင်းနဲ့ပုံကူများဖားယုတ်ကလေးကိုစောင့်အမျိုးသမီးတွေရာချင်းမှုရေးရာတွေနဲ့ပတ်သက်တဲ့အစဉ်ပြေခြင်းနွားယုတ်ကလေးကိုစောင့်အမျိုးသားများကတော့အိုးလေးတစ်လုံးကိုစောင့်ထားခြင်းဖြင့် အိုးလေးလှုပ်ပါဟေးအိုးလေးလှုပ်ပါဟေးဆိုမကြဒီမှာအိုးလေးလှုပ်ရမယ့်အခွင့်အလမ်းများအများဆုံးပေါ်ပေါက်လာမှာဖြစ်ပါတယ်ဗျာเนาะအဲဒါကြောင့်ဒီဒီမှာမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ပုံကူများเนาะတရားပင်ရတရားရွက်ကလေးဟောတရားဒီလေးကိုတလုံးကိုယူစိတ်ကလေးစိတ်၆စိတ်တီးတီးဟာဗျာခဗျာအော်ဒီသုံးတယောက်တော့သူမှာဆူတောင်းပြီးကုသပြုလိုက်ဆက်မှာဗျာတင်းတော့မှာပိတ်ဆိုနေငွေကြီးများအများဆုံးပွန်းလန်းသွားမှာဖြစ်ပါတယ် လူတွေမှာစားဝတ်နေရေးဆိုတဲ့ကိစ္စလေးရှိပါတယ်။နေစရာအိမ်ရှိလို့ရှိရင်အခမ်းမငါဘူး။ဒါကြောင့်ကျွန်တော်တို့အိုးအိမ်လောက်ကိုင်းတဲ့ပတ်သက်မှာနေထိုင်မှုကိစ္စတွေကိုအဓိကထားပြီးပြောသလိုစားဝတ်နေရေးအတွက်ငွေကြီးအတွက်အလောက်ကိုင်းနေတဲ့ပတ်သက်တဲ့အဓိကထားပြီးတင်ပြနေတာဖြစ်ပါတယ်။ငွေကြီးအလောက်ကိုင်းစားစရာအဓိကစားတွေနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြတဲ့အခါတိုင်းတစ်ခါတိုင်းမှာတစ်ခုချင်းစီတစ်ခုချင်းစီကပါနေတာဖြစ်ပါတယ်။ထပ်နေတာမဟုတ်ပါဘူးဗျာ။အာစားစရာနေတိုင်းစားမှလीနေတိုင်းအကြောင်းနေတရားမယ်။ အစားစရာပြလို့တယ်ငွေတွေလို့တယ်အဲ့ငွေတွေအတွက်ဝင်စင်းနေတဲ့ခွန်လန်းတွေပေါ်အောင်နေတိုင်းတင်ပြနေရမယ်အာနေရနဲ့ပတ်သက်လို့မရှိရင်အိမ်ကားတွေပေးရမယ်အခန်းတွေငားရမယ်ပတ်သက်နေကုန်မယ်ဒါကြောင့်နေရအိမ်နေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်အလုပ်ကလေးတွေနဲ့ပတ်သက်တာအဆင်ပြေအောင်ဒီဟာလေးတွေလှည့်ပတ်ပြီးတင်ပြနေတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီဒီပတ်ပြန်လေဖြေကြတဲ့ကောမတီမှာတော့ချစ်မှုရေးရည်နဲ့ပတ်သက်တဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စ တစုံတယောက်သောသူနဲ့ပြဿနာတွေပြည်လေခြင်းတဲ့ကိစ္စတွေကိုတိစောက်နေတာဖြစ်ပါတယ်။ဒါကြောင့်23ရက်အလောင်း9လ2025တောက်ကြနေပံပြန်ပြန်လေးဖြေကြကောင်းမများအချင်းကိုတင်ပြလိုက်ပါတယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆရာကြီးမြန်မာပြည်ပါဗျာ။